ကာယကံဝစီကံပြီးတော့ဒီနေ့မနောကဆိုတာကိုလည်းအင်္ဂလိပ်လိုမျိုးဆရာရဲ့လမ်းလာပြီးတိတက်နားလည်သွားအောင်ဆရာရှင်းပြပေးဦးမှာဖြစ်ပါရဲ့ပထမဆုံးမိကွန်လေးကတော့ what is မနောကံမမနောကံဆိုတာဘာပါလဲတဲ့အဲဒါတော့ it means သူကဆိုလိုပါရဲ့တဲ့ in the mind စိတ်ထဲမှာ that happen ဖြစ်နေသော action လုံဆောင်ချက်များပါပဲတဲ့အဇက်ကလည်းပြောနေလုံဆောင်ချက်မဟုတ်တော့ဘူးဆရာတဲ့ physical ရလက်တွေနဲ့ဆရာတဲ့ခန္ဓာကိုယ်အသုံးပြုပြီးလုပ်တဲ့လုံဆောင်ချက်တွေမဟုတ်တော့ဘဲနဲ့စိတ်ထဲမှာဖြစ်နေတဲ့ action တွေဒီနည်းအားဖြင့်ဆိုရင်အတွေးတွေပေါ့အဲ့ဒါတွေကိုတော့ဆရာကမနောကံမမနောကံလို့ခေါ်ပါတယ်တဲ့ what are bad mental actions to avoid to avoid avoid ကရှောင်ရှားတာ to avoid ရှောင်ရှားရမယ့် bad မကောင်းသော mental actions တွေရောဘာတွေပါလဲတဲ့ ်เนาะကိုဆရာတို့ရှောင်ရှားမယ် mental action ဆိုတာစိတ်နဲ့လုပ်လိုက်တဲ့ mental ဆိုတာစိတ်နဲ့လုပ်လိုက်တဲ့ action ဆောင်ရွက်ချက်ဆိုတာဆရာတို့အတွေးမျိုးကိုပြောတာဘလို့အတွေးမျိုးတွေက bad mental action တွေဖြစ်ကြပါတယ်လေအဲ့တော့ရှောင်ရှားမယ် bad mental action တွေက what ဘာတွေဖြစ်ကြပါတယ်လေတဲ့ဟုတ်ရှောင်ရှားမယ် mental action တုတ်ခုရှိတယ်တခုကဘာလဲဆိုရင် one things others thing အခြားသူတွေရဲ့ things ပိုင်ဆိုင်မှုတွေကို one thing နိုးချင်တောင်းတရတဲ့သူများပိုင်ဆိုင်ထားတဲ့သူများရဲ့ပိုင်ဆိုင်မှုတွေဘာဖြစ်လဲဆိုရင် လိုချင်တယ်တောင်းတတယ်မမောတယ်။နောက် wishing hand เนาะတခါ ham ဆိုတာအနေရဖြစ်ဖို့အတွက် wishing ဆန္ဒရှိတယ်။လက်သူများတွေအနေရဖြစ်သွားဖို့ဆန္ဒရှိနေတာ။သူများတွေဒုက္ခရောက်သွားဖို့ဆန္ဒရှိနေတာ။အဲ့လိုမျိုးဆန္ဒမျိုးဖြစ်နေရင်ဒါလည်းဆရာတို့က bad mental action စိတ်ထဲမှာမတွေးတဲ့အတွေ့အမျိုးပေါ့နော်။နောက်သူများဟာကိုလည်းသူများပိုင်တဲ့ပစ္စည်းတွေကိုလိုချင်တောင်းတနေရတာလည်းဒါ bad mental action ပဲ။နောက်သူများကိုအနေရဖြစ်စေတာကလည်း bad mental action ပဲ။နောက်ဆုံးတစ်ခုကျန်တာဘာလဲဆိုရင် wrong belief เนาะ beliefs round ကမှားယွင်းသော beliefs ယုံကြည်မှုတွေမှားယွင်းယုံကြည်မှုတွေရတယ်ဒါ batman ထဲ action ထဲမှာပါပါတယ်တဲ့အဲ့တော့မှားယွင်းယုံကြည်မှုတွေဆိုတာ example ဒီမှာပြောထားတယ် what is an example or a round belief okay အဲ့ round belief မှားယွင်းယုံကြည်မှုတစ်ခုရဲ့ an example ဥပမာ what ဘာဖြစ်မလဲတဲ့မှားယွင်းယုံကြည်ဆိုတာဘာပြောချင်တာလဲဆိုတော့ thinking နဲ့တွေးတောခြင်းပါပဲတဲ့ actions ဆရာတို့လုပ်လိုက်တဲ့လှုပ်ဆောင်ချက်တွေဒီတဲ့ no consequences consequences ဆိုတာအကျိုးဆက်လို့အဓိပ္ပာယ်ထွက်တယ် အကျိုးဆက်နော် no မရှိဘူးဆိုပြီးတော့တင်ကင်တွေးခြင်းပါပဲတဲ့နော်ဒီမှာဘူရီစင်မှာပဲဖြစ်ဖြစ်အာတော်တော်များများမှာဆရာတို့အယူဆဘယ်လိုလဲဆိုရင် action တိုင်းမှာ reaction ဆိုတာဖြစ်လဲဆိုရင်ရှိတယ်ဆရာတို့ကောင်းတာလောက်လိုက်လို့ရှိရင်ဒီကောင်းတဲ့ဟာကြီးအကျိုးဆက်တွေကိုခံစားရမယ်မကောင်းတာလောက်လိုက်ရင်မကောင်းတဲ့အကျိုးဆက်ခံစားရမယ်ဆိုပြီးတော့ရှိတယ်အဲဒါပေမဲ့အဲ့လိုမျိုးမတွေးဘဲနဲ့ကောင်းတာပဲလို့မကောင်းတာပဲလို့လို့သူကသူဖြစ်เสียရရှိရဖြစ်မှာပဲဆိုပြီးတော့ တသက်မထက် တွေးပြီးတော့ဖြစ်ချင်တိုင်းဖြစ်နေပြီးတော့လှွတ်ထားတယ်ဆိုရင်ဒါဆိုလို့ရှိရင်ဒါဆရာတို့ရဲ့မန်ဒယ်လီယာမှားနေတဲ့ believe မျိုးရှိရလို့ဆရာကခေါ်တယ်ပေါ့နော်အဲ့တော့ action ဆရာတို့ရဲ့လုံဆောင်ချက်တွေဒီ no consequences အကျိုးဆက်တွေမရှိဘူးလို့သင်ခင်တွေးခြင်းမျိုးတဲ့အဲ့ဒါဟာဆိုရင်ဒါ round belief မျိုးမျိုးတွေရမှာတစ်မျိုးရဲ့ example ပဲရှိသေးတယ်အဲ့တော့ round belief တစ်ခုဒီဆရာပြောသလိုဒီအကုန်လုံးရှေ့မှာသင်ခဲ့တဲ့ guide ကမှာဆိုလို့ရှိရင်လည်းဘယ်ကနေ come from လာလဲဆိုရင်ဆရာ physical activity ကလည်း come from our mind စိတ်ကနေပဲလာတယ် ။နောက်နောက်ခါကျတော့ဆရာတို့ရဲ့ speech လို့ခေါ်တယ်ဆရာတို့ပြောရတဲ့စကားတွေကလည်းဆရာတို့ရဲ့စိတ်ကနေပဲလာတယ်။စိတ်ထဲမှာဖြစ်တဲ့ကောင်ကလည်းစိတ်ကနေပဲလာတယ်ဆိုတော့အကုန်လုံးကိုထိမ့်ချုပ်နေရသည်စိတ်ဖြစ်တဲ့အတွက်ကြောင့်အဲ့ထိမ့်ချုပ်နေတဲ့စိတ်ထဲမှာမှ round belief ဒါယုံကြည်မှုအမှားရင်းတယ်။မှားရင်းတဲ့အယူဆတွေမှားရင်းတဲ့ဆိုရင် ပြောရရင်လည်းမှားနေမှာပဲလောက်တာကြီးလည်း မှားနေဦးမှာပဲပေါ့နော်ဒါကြောင့်ဒါဟာဆိုရင် bad mental action နဲ့မှထည့်ထားရတာပဲဖြစ်တယ်ပေါ့လေဒါဆိုရင်ဒီနေ့မှလည်းဆရာလန်နာတွေဒီမနောကန်နဲ့ပတ်သက်ပြီးတော့တည်တင်တည်ထားတဲ့ဟာကိုအင်္ဂလိပ်လိုသိခဲ့ရပါပြီအဲ့တော့နေ့တိုင်းစူးစမ်းလေ့လာမယ်ဆိုရင် vocabulary ကို usage တွေကိုအယူအဆတွေကိုဆရာလန်နာတွေရရှိအောင်မှာပဲဖြစ်ပါတယ်အဲ့တော့နေ့တိုင်းစူးစမ်းလေ့လာကြပါ fight တယ် Today we are going to learn the next new value of monogamy. What does it mean? It means the actions that happen in the mind. Our thoughts bring also bring karma. not next one. What are bad mental actions to avoid? Wanting other things, wishing harm and wrong belief. These kind of thoughts damage our peace. The last one. What is an example of a wrong belief? Thinking actions have no consequences. So this kind of wrong belief lead to wrong decision.